ဆိုတဲ့မှာကြံပြတဲ့ချင်းမှာမြန်မာနိုင်ငံကျောင်းသားတွေမျက်မြင်ကြုံတွေ့ရတဲ့ခက်ခဲဆုံးပါသားရဲ့တစ်ခုရှိတဲ့အဲ့ဒီပါသားရဲ့အကြောင်းပြောပြမယ်။ပြည်ရဲ့ပါသားရဲ့ပေါ်ကျမကိုလည်းဟောပြလို့ချုပ်ဖြစ်ခဲ့တဲ့ဆရာကျွန်တော်မြေဆောင်မှာဆက်ဆက်ချင်းနဲ့တောင်းဆိုရင်မီဆိုစကားလာလိုက်စကားလာဆိုတော့မခက်ချတာဘုံမီဆိုစကားလုံးဝမသိချင်ဘူးပေါ့နော်။အာလုံးမသိချင်ဘူးဆိုတော့အာစကားတော့မှာကိုတော်ရန် challenge ဖြစ်နေပြီကွာဆိုတော့ဆာ အဲ့ဒီမင်းဆုံး subject တစ်ခုကတော့ code လို့ challenge ဖြစ်ဆုံးဖြစ်ခဲ့အားကြောင့်တော့ domain များလည်းပဲကြိုးရောက်တာပြီဆိုရင်အရေးအမ်းပြတ်တာကြုံရတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့မင်းဆုံး subject က compulsory အနေနဲ့အမြဲယူရတဲ့ subject တော့မဟုတ်ဘူးအာအဲ့ဒီ subject ကိုမယူလို့ရတဲ့အကြောင်းလို့ရှိရပေါ့နော်အဲ့လိုမျိုးမှတက်တယ်ဆိုလို့ရှိရင်တော့ကိုမယူနိုင်တဲ့တက်လို့ရပါတယ် ကျွန်တော်ကိုယ်တိုင်လက်စတဲ့မမယူခဲ့ဘူးစစ်တပ်တန်းရနေစားပြီးမှမမစိုးစစ်ချိုက်ကိုယူရပေါ့နော်အဲ့ချိန်မှာချွန်းနဲ့စားပြီးပြန်တင်ရတယ်သူတို့ရဲ့ဒီ ROP Jones Research စဘာစစ်ဆီမှာလို့မေးပြီးမှပြန်တင်ရတယ်ပေါ့နော်လုံးဝအဆမဆမဖတ်တတ်ဖတ်တတ်လွန်းလို့ဘုရားတော်ဝိုင်းရခဲ့တဲ့လူချင်းနဲ့ကြောင်းသားတွေကိုကျွန်မဘလို့ပြည်လိုက်ဖြစ်တယ်ဆိုတော့ပြပြမယ်ကျွန်မကဘာမှမသိခဲ့တာဖြစ်တဲ့ကြောင့်မလို့ မျိုးစုံချန်ဆောင်မြန်မြန်ဖတ်ခဲ့တယ်ဘောနောမျိုးစုံချန်ဆောင်အမဖတ်တတ်ပြီမဲ့လည်းဖတ်တယ်မြန်မြန်ဖတ်တယ်အပြီးမျိုးစုံစာလို့ဖတ်တယ်ပြီးရင်ဆက်စမရောမြန်မြန်ပြီးတယ်အတချို့ပပရာတွေဆိုရင်တော့ပြန်မမဖတ်တယ်လို့ဆရာမကပြောခိုင်းနေတာကိုဆောင်းဆရာမကဘောနောပြောခိုင်းနေခါတော့အတန်တွင်းနေပြောပြန်နားထောင်နေအဲ့လိုအင်းရင်းနေဖြစ်ဖြစ်နားထောင်နေဘောနောအဲ့လိုမျိုး အာလုပ်ခဲ့တယ်ပြီးလို့ရှင်တချို့ဟာလို့ဆိုရင်ပမာလို့လည်းအတိုင်းထွက်မှတ်တယ်ပေါ့နော်အဲ့လိုအဲ့လိုထရောင်ပေါ်မရခဲ့တာကွာဆက်လက်တန်းရောက်တဲ့ခါကျတော့ဒီဆုံးဖြတ်ချက်တွေပူချရတယ်ဒီငါအရန်ဒီအခက်ခဲဆုံးပါတောင်းငါကဖြစ်ဖြစ်ကုန်ထုတ်ပါအောင် လုပ်မယ်ဆိုတော့ဒီဆုံးဖြတ်ချက်တွေပူချခဲ့အဲ့ဒီရေတော့မှဆိုရင်ကွာ ဖြစ်နိုင်မလဲတကယ်လို့မထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းအတန်းနဲ့ဆုံစူးစမ်းမယ်ဆိုတဲ့စိတ်ကိုထားခဲ့တယ်။အဲ့နဲ့အာဒီ class test room မှာဖြစ်ဖြစ်ဒီ dumb exam တွေမှာဖြစ်ဖြစ် low or 70ကျော်ခဲ့ဘူးပေါ့နော်။ဥစားခဲ့ပေါ့နော်။ခုချိန်တည်းလည်းခက်တယ်လို့ထင်နေရော ုံးဝမင်းကြီးနှိခဲ့တဲ့သူအမြင်နဲ့ပေါ့နော်ဒါပေမဲ့လည်းပဲအလိုခဲခဲတဲ့ချိန်မှာလည်းအာအမရှောပဲနေပေါ့နော်အကောင်းဆုံးအမေကမေးမှာတင်ယူပါပြီးလို့ရှင်အတိကရောမြန်မြန်ဖတ်ပြီးပေါ့နော်မြန်မြန်ဖတ်ပြီးလို့ရှင်အမထဲမှာဆွေးနေပေါ့နော်အလိုနဲ့စဉ်းကြံပါပါပြည့်ချင်ပါလေအာအခုလိုပြင်ပြရချင်းကတော့ပြပြီးခဲတဲ့ဒီဗစ်စတန်တီမှာအကြောင်းသားမြန်မြန်လာနေ မင်းဆိုစချက်ရခက်တယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုလုပ်အောင်မလဲလို့မေးရပြီးရင်တကယ်ချင်းတယောက်ကစာတည်ပြီးတဲ့အချိန်မှာအာသူ့ရဲ့ကျောင်းသားတွေကလုံးဝဆမ်းပါမင်းဆိုစကားမတင်ကြဘူးမင်းဆိုစာလည်းမရကြဘူးရဲ့အဲ့ဒါကြောင့်ဘယ်လိုလဲအလုပ်ခဲ့တဲ့တွေ့ကြုံတွေပြောပြပေးပါ sharing လုပ်ပေးပါလို့ဆိုပြချင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘာနေလို့လဲ